အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တိဆက်ပေးသွားမယ့်သတင်းကတော့ဖိလစ်ပိုင်နိုင်ငံရဲ့တမရဟောင်း Rodrigo Duterte ဟာသူ့ရဲ့မြို့တော်မနီလာမှာ ICC ခေါ်နိုင်ငံတကာရာဇဝတ်မှုတရားရုံးကဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ The Guardian သတင်းစာက မတ်လ17 2025ဒီကနေ့မှာတင်ဆက်ပေးသွားတာကတော့ဖိလစ်ပိုင်နိုင်ငံတမရာဟောင်းဒူတာဒေးကိုမူရစီဘွားစစ်ပွဲတွေရဲ့တရက်ခန့်ဖြစ်ဆွဆွဲပြီးလူပေါင်း3000ကျော်တည်ဆုံးခဲ့ရမှုလူအခွင့်အရေးများချိုးဖောက်မှုတွေနဲ့နိုင်ငံတကာယာစွေးမှုတရားရုံး ICC ကဖာဝရန်ထုတ်လိုက်ပြီးတော့အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Interpol ကနေဒီကနေ့မတ်လ17ရက်နေ့မှာမနီလာမြို့၄စိတ်မှာဖမ်းဆီးလိုက်ပါတယ် သူဟာအခုမတ်လမှာအသက်80ပြည့်မှာဖြစ်ပြီးတော့ဖိလစ်ပိုင်နိုင်ငံမှာမူရစ်စေဘွားနှိမ်နှင်းခဲ့တော့ဟာစစ်ပွဲအတွင်ဖန်တီးခဲ့ပြီးလူပေါင်း3000ကျော်ကိုမြို့ထဲလမ်းမတွေပေါ်မှာတနတ်တွေနဲ့ပြစ်ခိုင်းတပ်ဖြတ်ခဲ့ပြီးတော့အဆုံးစီရင်ခဲ့ပါတယ်။ပြည်ပခရီးစဉ်တစ်ခုဖြစ်တဲ့အခုဟောင်ကောင်ကနေပြန်လည်ရောက်ရှိလာချိန်မှာတော့မနီလာလေဆိပ်မှာသူ့ကိုအဆင့်သင့်စောင့်ဆိုင်းပြီးဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။ တမရဒူတာဒေးဟာမတ်လ10ရက်မနေ့တော့ဆိုရင်တော့သူ့ကို ICC ကသာဖမ်းဝရမ်းတကယ်တမ်းထုတ်မယ်ဆိုရင် အဖမ်းခံဖို့အစဉ်သစ်ရှိနေကြောင်းဟောင်ကောင်ကလည်းသူပြောကြားခဲ့ပါတယ်မတ်လ17ရက်ဒီနေ့မနေ့မှာတော့မနေလာမြို့တော်ကအပီပီဆိုင်ရာရဲတပ်ဖွဲ့ Interpol က ICC ရဲ့တမရဟောင်ဒူတာဒေးကိုဖမ်းဆီးရန်ဝရမ်းထုတ်လိုက်ပြီဆိုတဲ့စာကိုရရှိပြီးတော့သူလေးစိတ်ကိုရောက်ရှိလာတဲ့အချိန်မှာဖမ်းဆီးလိုက်ပါတယ် ဒီ Guardian ကထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုမှာတော့ Interpol Plate အဖွဲ့ကဒူတာဒေးကိုဖမ်းဆီးတဲ့အခါသူကဗာပြောလဲဆိုရင်မင်းတို့ငါ့ကိုတတ်လိုက်တာပိုကောင်းတယ်ငါကမင်းတို့လူဖြူတွေရဲ့ဖမ်းဆီးတဲ့လက်တွေနဲ့ဖမ်းဆီးတာကိုလက်မခံနိုင်ဘူးလို့ပြောသွားခဲ့ပါတယ်ဒူတာဒေးကိုအပြင်းထန်ဝေဖန်သူဖြစ်ခဲ့ပြီးရခင်အစိုးရလက်ထက်မှာအခြေအမြင့်မရှိသောဆွဆွဲချက်များဖြင့်ထောင်ဒဏ်6နှစ်ကျော်ချမှတ်ခံခဲ့ရတဲ့လေလာဒီလီမာဆိုသူကတော့ ဒူတာတေးဟာမူရစေဝါစစ်ပွဲနဲ့ပတ်သက်၍တနုံအားနှုတ်ပိတ်ထားခဲ့တော်လဲအခုအခါသူ့ကြောင့်တည်ဆုံသွားရသူတွေရဲ့တကဘာစီကို ပို့ပေးလိုက်တဲ့တရားမျှတမှုလမ်းကြောင်းပေါ်ကို သူရောက်သွားတာပါလို့ပြောသွားပါတယ်။မူရစေဝါရဲ့တားကောင်များကိုကိုစားပြုတဲ့အမျိုးသားရှင်နေများကောင်စီအထွေထွေအတည်ရမှုဆိုသူကတော့နောက်ဆုံးတော့တရားဥပဒေလက်ထက်ကိုမူရစေဝါစစ်ပွဲရဲ့တရားခဏ်ဟာရောက်ရှိသွားပါပြီလို့ပြောလိုက်ပါတယ်။ ဒူတာတေဟာဆိုရင်2016ခုနှစ်မှာဖိလစ်ပိုင်သမရစတင်ဖြစ်လာခဲ့ပြီးတော့သူဟာသမရစတင်ဖြစ်လာတာနဲ့နိုင်ငံတွင်းကမူရစေဝါသုံးဆွဲ ရောင်းဝယ်လူတွေသူတွေကိုအပြင်းထန်နှိပ်ကုပ်ပြီးတော့သူတို့ရဲ့အလောင်းတွေကို မနီလာကမ်းခြေပင်လယ်ထဲကိုပစ်ချပြီးရေထဲကငါးတွေဝဝလင်းလင်းစားရအောင်အစာကျွေးပစ်မယ်လို့ချိန်ချောက်ပြီးတကယ်တမ်းလဲပြုမှုခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာလဲမူရစေဝါရောင်းဝယ်သူတို့တန်တရားရှိသူတွေ တုံးဆွဲသူတွေအားလုံးကိုတပ်ဖြစ်ခွင့်ကိုအမိန့်အာဏာထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့နောက်ပိုင်းမှာလည်းလူပေါင်း၃၀၀၀နီးပါးမူရစ်စေဘောင်းနဲ့ပတ်သက်ပြီးကွပ်မျက်ခံခဲ့ရကြောင်း ICC တရားရုံးကထုတ်ပြန်ကြေညာထားပါတယ်။ဒီလောက်တကဘာလုံးက သူ့ကိုတရဲတပတ်လိုကြောက်လန့်ရွံရှာနေချိန်မှာသူ့နိုင်ငံမှာအလွန်ထင်ရှားပြီးလူကြိုက်များခဲ့ပါတယ်။သူ့ရဲ့သမီးဖြစ်သူဆာရာဒူတာတေဟာဆိုရင်တော့အခုအချိန်မှာ ဖိလစ်ပိုင်ရဲ့ဒုတိယသမ္မတဖြစ်နေပါတယ်။အဲ့ဒီလိုမူရစ်စေဝါရောင်းဝယ်သူတွေကိုဒူတာတေးရဲ့ရဲအဖွဲ့ကတပ်ဖြတ်မှုများကိုမျက်မြင်သက်သေထွက်ဆိုသူတွေကဆွဆွဲတိုင်တန်းခဲ့ပေမဲ့အစိုးရရဲအရာရှိတွေကတော့မိမိကိုယ်ကိုခုခံကာကွယ်ရင်းနဲ့ဖြစ်သွားတာပါလို့ပြောပါတယ်။မူငင်းစီယာဝင်တွေကလည်းစစ်ဆေးချက်များယူရာယူရာတွင်အစိုးရကအမိန့်ထုတ်ပြန်ထားတဲ့အတိုင်းတဘာဝအကြောင်းတရားကြောင့် တည်ဆိုးရခြင်းဖြစ်သည်ဟုလိမ်လည်းထွက်ဆိုခဲ့ကြပါသည်။2024ခုနှစ်တွင်မူရစီဝါတပ်ဖြတ်မှုစစ်ပွဲနှင့်ပတ်သက်၍တမရဒူတာဒေးကိုအထက်လွှတ်တော်ကော်မရှင်ရှေ့ရီမေးမြန်းရာသူက၎င်း၏မူဝါဒများအတွက်တောင်းပန်ခြင်းဆင်ခြင်ပေးခြင်းမရှိဟုဆိုကာကျွန်တော်လုံးဆရာရှိတာလုပ်ခဲ့တာဖြစ်ပြီးလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေတိုင်းပြည်အတွက်ကျွန်တော်လုပ်ပေးခဲ့တာပါဟုထွက်ဆိုခဲ့ပါသည်။တမရမဖြစ်လာမီ ဒါဗာဝမြို့မှာမြို့တော်ဝင်ဘဝဖြစ်တုံးမှာလည်းလူโซရင်းတွေခန့်ထားပြီးတော့မူရစ်ဇာစဘိတ်ကောင်များသုံးဆွဲသူများကိုတက်ရန်သူစေခိုင်းခဲ့တယ်လို့သိရပါတယ်။ဒူတာတေးရဲ့တရားဝင်ရှေ့နေအကျိုးဆောင်ဆယ်ဗာဒေါ်ကတော့အင်ကာနေကသူ့ကိုဖမ်းဆီးမှုဟာတရားမဝင်ကြောင်းနဲ့ရဲဖွဲ့ဟာဒူတာတေးကိုသူ့ရဲ့ရှေ့နေနဲ့လည်းတွေ့ဆုံဝေမပြုခဲ့ကြောင်းပြောပါတယ်။မူရစ်စေဝါတက်ပြတ်မှုနဲ့ပတ်သက်၍ ဒူတာတေးကိစ္စအား ICC ကစုံစမ်းစစ်ဆေးရာမှာ2017နိုဝင်ဘာကနေစပြီးတော့2016ဇွန်လအထိကျူးလွန်ခဲ့သောရာဇဝတ်မှုများအပါအဝင်ဒါဗာဟိုမြို့တော်ဝင်လက်ထက်ကတရလွတ်တရားလက်လွတ်တပ်ဖြတ်မှုများ အပါအဝင် သူတမရဖြစ်လာပြီးတက်တန်းကုန်သွားတဲ့မတ်လ16 2019နှစ်အထိဖိလစ်ပိုင်တနင်္ဂနွေလုံးမှာသူတပ်ဖြတ်ခဲ့တဲ့အမှုများလည်းပါဝင်ပါတယ် Human Rights Watch အဖွဲ့ဖြစ်တဲ့လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာတော့ဒီဂျာဆွေသားကိုဖမ်းဆီးလိုက်ရခြင်းကိုအလွန်ပင်ကြိုဆိုပါကြောင်း သူကြောင့်တည်ဆုံအသက်ခံရသူတွေရဲ့ကြံရည်သူမိသားစုများဟာအနေနဲ့အခုတရားဥပဒေစိုးမိုးရေးကိုအလွန်အားရကြောင်းတစ်ဆက်တည်းမှာပဲနောက်ဖမ်းရန်ကြံရှိနေသေးတဲ့စစ်ကောင်းဆောင်ဟောင်းဖာဒီနန်မာကိုစ်နဲ့သူ့မိသားစုတွေအပေါင်းအပါးတွေအားလုံးလည်း ICC မှာမိမိတို့ကျူးလွန်ခဲ့သောအပြစ်များအတွေ့ ဒါရောက်အဖမ်းခံကြရရင်တိုက်တွန်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတည်င်းကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခဲရင် Like and Subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye